ားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ဝေကဒုက္ခသည်တွေကိုတရုတ်နိုင်ငံစီပြန်ပို့ခဲ့တဲ့အတွက်ထိုင်းဆိုရအဖွဲ့ဝင်တွေကို အမေရိကန်ဆိုရကပြည်ဝင်ခွင့်ဗီဇာပေးလိုက်တဲ့ဆိုတဲ့တွေမှာထိုင်းနိုင်ငံမှာစိန်နစ်ကျော်ဖန်ဆင်းခံထားတဲ့ဝေကမွတ်စလင်ဒုက္ခသည်40ကိုတရုတ်နိုင်ငံကိုပြန်ပို့လိုက်တာကြောင့်ထိုင်းဆိုရအဖွဲ့ဝင်တွေနဲ့အဆိုရအဖွဲ့ဝင်ဟောင်းတွေကိုအမေရိကန်ဆိုရကပြည်ဝင်ခွင့်ဗီဇာပေးလိုက်တယ်လို့မတ်လ14ရက်နေ့မှာထုတ်ပြန်လာခဲ့ပါတယ်ဝေကဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံမှာဖမ်းဆီးခံထားရစဉ်သူတို့ကိုတရုတ်နိုင်ငံကိုပြန်မဖို့ဖို့အတွက်အကြမ်းကြီးတောင်းဆိုခဲ့ပေမဲ့ထိုင်းအစိုးရကဝီဂါရီရဲ့တောင်းဆိုချက်အရဆိုပြီးတရုတ်နိုင်ငံစီဖေဖော်ဝါရီ29ရက်ကပြန်လည်လွှဲပြောင်းပေးခဲ့တာပါ။ တရုတ်ဆိုရဟာတရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှင်ကျန်းကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာနေထိုင်ကြတဲ့ဝေကာလူနည်းစုမျိုးနွယ်တွေအပေါ်လူမျိုးတုံးဖိနှိပ်မှုတွေကျူးလွန်နေတဲ့ဆိုတဲ့ဆွဆွဲချက်တွေလည်းရှိနေချိန်မှာထိုင်းဆိုရကသူတို့ဖမ်းဆီးထားတဲ့ဝေကာဒုက္ခသည်တွေကိုတရုတ်နိုင်ငံစီကိုလွှဲပြောင်းပေးလိုက်တာပါထိုင်းဆိုရဘက်ကတော့အမေရိကန်ရဲ့ဗီဇာပိတ်ဆို့မှုအပေါ်တုံ့ပြန်လာတာရှိသေးပါဦးရှင်ကျမနွယ်နွယ်ပါ